Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ဒီတစ်ပတ် weekend မှာတော့ Manchester United ကအိမ်ခွင့်မှာ City ကိုဒါလက်ခံကစားမယ်ပေါ့နော် Premier League ပွဲစဉ်ဖြစ်ဒါ Newcastle တိတဲ့အတိုင်းပဲအခုလက်ရှိငလျင်ကိစ္စတွေဘာတွေနဲ့အခြေအနေတွေကောင်းမနေတဲ့အနေအထားမျိုးမှာကျွန်တော်တို့ဗီဒီယိုတွေလည်းတိတ်ပြီးတော့အာရုံမနှောင်းအောင်အရှိကြီးကျွန်တော်မပြောတော့ဘူးတော့ဒါအပြင်အရင်လိုမျိုးတိတော့တည်တည်ကြာကြာတွေဘာတွေကျွန်တော်ဒါ graphic တွေဘာတွေနဲ့တည်ကြာ live တွေဘာတွေလွှင့်တာလည်းကျွန်တော်မပြောတော့ဘူးပေါ့နော်ဆိုတော့ခဏလောက်ကျွန်တော်ပြောကြည့်အောင် City နဲ့ Manchester United တို့ပွဲမှာကျွန်တော်အသင်းအနေနဲ့ဘယ်လောက်ထိ performance ပြနိုင်မလဲ Manchester City ကတော့ဒီမတိုင်ခင်မှာထပ်ပါတော့သူတို့ Kevin De Bruyne ကိုပေါ့နော်လက်လွတ်လိုက်ရပြီဆိုတော့ဒါ De Bruyne ကယာတီကိုရင် Manchester City ကနေထွက်မှာဆိုပြီးတော့သူကြီးညာခဲ့တယ်။ဒါအပြင်ရှေ့မှာဆိုလို့ချင်းလည်းပဲတချို့ကစားမားတွေပေါ့နော်ကျွန်တော် injury ပြဿနာတွေကြောင့်သူတို့လက်လွတ်ထားရတာတွေကျွန်တော်ရှိတယ်။ဆိုတော့ FA Player မှာတော့သူတို့ကနောက်တစ်ဆင့်ကိုကျွန်တော်တက်ထားပြီးသား။ဒါအပြင် Premier League မှာလည်းသူတို့ Leicester ကိုလည်းမသိဘူးသူတို့ပြီးခဲ့တဲ့ပွဲ2-0နဲ့သူတို့နိုင်ထားတာ။ဆိုတော့เนาะဒါကိုကျွန်တော်ကြည့်မယ်ဆိုလို့ချင်းရင် မန်ချက်စတာစီးတီးမှာသူခက်ခဲနေသူကျွန်တော်ရှိနေတာပေါ့ဗျာသို့တော်လည်းပဲကိုအသင်းဘက်ကိုကျွန်တော်ပြန်ကြည့်ရင်စီးတီးခက်ခဲတယ်ဆိုတာမျိုးကသိတယ်မလားကိုရီကိုကျွန်တော်နေနဲ့မမီဘူးဗျာကိုရီခြေပြားကိုမမီဘူးယူနိုက်တက်မှာကကျွန်တော်နေတိုင်ပက်နေတဲ့အရာတွေအများကြီးပါเนาะကျွန်တော်တောင်ပက်နေတဲ့အရာတွေတော်တော်ကိုဒုက္ခရောက်နေတဲ့အရာတွေအများကြီးပဲပေါ့เนาะဆိုတော့အမ်ဘိုရင်နေနဲ့ပရမအကျော်တော့ကလည်းအမ်ဘိုရင်ကတော့ကျွန်တော်တို့ကမန်ချက်စတာစီးတီးမှာကျွန်တော်တို့က2-1ဆိုတဲ့အကြမ်းနဲ့ကျွန်တော်နိုင်ထားတယ် တော့ဒီ CD ရဲ့ကွင်းမှာကျွန်တော်တို့ကစားတဲ့ Ahmed Diallo ရဲ့တလုံးရဲ့ဒါ Bruno Fernandes ရဲ့ penalty တကူရဲ့ဒီစင်မာတော့ကညီကလို့တည်တဲ့အတိုင်းပဲကျွန်တော်နိုင်ရတယ်ဆိုတော့အခုလက်ရှိအိမ်ကွင်းကိုလက်ခံကစားမယ်နေထားအားလုံးလည်းတည်တဲ့အတိုင်းပဲကိုရီအိမ်ကွင်းမှာကဒီရာဒီမှာထင်သလောက်ထိတော့ performance တွေကကောင်းမနေဘူးဗျာနော် performance တွေထင်သလောက်ကျွန်တော်ကောင်းမနေဘူးဒါအပြင်ကျွန်တော်တို့ဒီဘယ်လိုလဲ injury ပြဿနာကြုံနေရတဲ့ကစားမားတွေကျွန်တော်ရှိတယ်ကံကောင်းတာလို့ပြောရမလားပဲအခုကတော့ဒါမီဆန်မောင်းတို့ပြင်ပြီးတော့ပါနိုင်တော့မယ်ပေါ့နော်မီဆန်မောင်းတို့ပြင်ပြီးတော့ပါနိုင်တော့မယ် အဲကွင်းလယ်မှာလည်းမင်းနူတို့ပြန်ပါနိုင်လို့မယ်ဆိုတဲ့သတင်းတွေကျွန်တော်ထွက်နေပြီဒါပေမဲ့မင်းနူကတော့မတည်ရသေးဘူးပေါ့မီဆမောင်းကတော့ပြီးခဲ့တဲ့ Norian Forest နဲ့ပွဲမှာလည်းသူနည်းနည်းဝင်ကစားခဲ့တယ်အဲဒီမကွိုင်းရတို့ပါလို့လည်းနည်းနည်းဝင်ကစားခဲ့တယ်ဆိုတော့အချီနီတီကကျွန်တော်တို့ဒီနေ့ဒီတချို့ကစားမတွေပြန်ပါလာပြီဒါဟာသတင်းကောင်းမှာဒါဟာသတင်းကောင်းမှာဒါပေမဲ့လည်းလို့အသင်းအနေနဲ့ဟိုပြည်နယ်ဒီ international break တိမနာခင်ကနော်ကျိုကိုအချီနီကောင်းနေတဲ့အရာကြီးကနေ international break လည်းနားလိုက်ရောအချီနီပြတ်သွားပြီးတော့ကိုဒီတော်တိုင်ပတ်နေတာ တော့တိုင်ပတ်နေတာဘလူးမန်အချင်းကြီးမကောင်းဘူးဘလူးမန်ကျွန်တော်အချင်းကြီးမကောင်းဘူးဆိုတော့ဟိုပြီးခဲ့တဲ့ပွဲမှာလဲ Northern Forest ကိုကျွန်တော်တို့ကရှုံးနေပြသည်လား Northern Forest ကိုကျွန်တော်ရှုံးနေဆိုတော့ Premier League မှာဒီထက်ပိုပြီးတော့ရုပ်ပြက်ဆင်ပြင်းမဖြစ်ဘူးလိုပြီးပေါ့နော်ဒါကလည်းကျွန်တော်ပြောလာတာဟို၃လလမကတော့ဘူးပေါ့ဒီထက်ပိုပြီးတော့ကျွန်တော်တို့နေပေါ့နော်ပိုကောင်းဖို့လိုပြီးအသင်းနေနဲ့ injury ပြဿနာတွေကြုံနေရတာမှန်ပြီမဲ့တချို့ပွဲစဉ်တွေတော့နိုင်မှရမယ်ဆိုတဲ့အနေအထားမျိုးတွေသိတယ်မလားကျွန်တော်တို့ဒါလိုအပ်နေပြီပေါ့နော်ဒါကြောင့်အချင်းကြီးက United တွေကတော့ဟိုအရာအလုံးကတော့ခက်ခဲနေတာပေါ့လေအမိုရင်လက်အောက်မှာပါအားဖြစ်မှုမှမရှိခဲ့တဲ့ပြင်အာမက်ဒီယာလိုလို injury ပြဿနာကြုံတာ Resman White နဲ့ကိုရောက်ဖို့ imminent ခက်ခဲတာဂါနာချူတို့တိုင်ပတ်နေတာဒါမျိုးတွေနဲ့ဆိုလို့ရှိရင်အတင်းမှာတော်တော်လေးကိုတိုင်ပတ်ပါတယ်အတင်းဆိုတော့ကျွန်တော် City နဲ့ပွဲမှာအိမ်ဝင်လက်ခံကစားတာတောင်မှတိတ်ပြီးတော့မျောလင်းချက်ကတော့မထားဘူးဗျာဒီလား ယူရိုပါလိမှာပူကောင်းရမယ်လို့เนาะဒါတွေကတော့မျှော်လင့်ချက်ထားတယ်ယူရိုပါလိကတော့ဗောနော်ကျွန်တော်တို့ရဲ့ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်တခုသေးသောနီလန်ကိုကျန်တဲ့မျှော်လင့်ချက်ကျွန်တော်တို့မှာဘာမှမရှိတော့ဘူးယူရိုပါလိတော့မှလိုင်ယွန်တို့ဘာလို့နဲ့တည်ရမလားဒီကျွန်တော်တွေ့ရမှာဆိုတဲ့အခါကျတော့အတင်းတွေမလွယ်ဘူးဗောနော်ဒါအလှမ်းလေးဝေးနေသေးတယ်အဲပရီးမီးယားလိကတော့ပြရှိမှလဲစပါလိုဘာလိုကကျွန်တော်ရှုံးသွားတာဆိုတော့ကိုနဲ့တိတ်ပြီးတော့မကွာတဲ့အတင်းတွေကရက်လက်ရက်မှတ်ဒီရုံနေကြတဲ့အချိန်မှာကိုရီကတကယ်ပြန်ပြီးတော့အမှတ်ပြေယူနိုင်မလားကျွန်တော်စောင့်ကြည့်ရမယ်ဗောနော်အမ်မိုရီနဲ့ United တော့ challenge ကြီးတယ်သူတွေများဒီ Ukali တို့ဘာတို့ကိုလည်းကျွန်တော်ကြည့်လို့ရှိရင်ဟို performance ကဗျာတော်တော်ကိုနည်းတယ်သူအတိအကျတော်အားနည်းနေတယ်ဗောနော်ပြီးခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင် Ukali တို့ဘာလို့ဆိုတာအဆင်မပြေဘူး Minorian Forest နဲ့ပွဲကိုကျွန်တော်ကြည့်လိုက်ရင်ပါတယ်ပါတယ်လို့ကိုမထင်ရဘူးဗျာ Ukali တို့ကသီလာ Casemiro ကလည်းစောစောစီးစီးအဝါကြောင့်လဲလဲရတာတို့ဘာလို့နောက်တန်းမှာဆိုလို့ရှိရင်လည်း center back ၃ယောက်မှာ Mazraoui ကအဆင်မပြေဘူးဒါမျိုးတွေပေါ့ Garnacho ကလည်းတိုက်စစ်မှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒီ ခွန်ရေးတွေရတဲ့မြောက်ပေါ့နော်အတကုံကံမှုကျူပန်းနေဖြုံးတင်းနေလို့ဖြစ်နေတာမျိုးတွေနော် MOD ဆိုလို့ရှိရင် press conference မှာသူပြောထားတယ်ကာနာချိုအနေနဲ့ပေါ့နော်သူပြေးပုံပြေးနေပြေးပုံနေသူသူသူတိုးတက်ဖို့လိုတယ်ပေါ့သူပြေးတဲ့ပုံစံတွေကအထာမကြဘူးပေါ့နော်ဂိုးသွင်းတာတွေရောဖန်တီးမှုလောက်တာတွေရော defend လောက်တာတွေရောတိုက်စစ်လှစ်သွားတာတွေရောကာနာချိုဟာအများကြီးတိုးတက်ဖို့လိုသေးတယ်ဆိုပြီးတော့သူပြောထားတာတွေပဲကျွန်တော်တွေ့ရတယ်ဆိုတော့တိုက်စစ်ကလည်းကာနာချိုကြီးပဲကျွန်တော်မျှော်လင့်လို့မရဘူး Joshua 6C ကလည်း ဘူးသွင်းတဲ့ပလေယာတိုင်းမဟုတ်ဘူးဖြစ်နေတာဗျာသူ့ဘက်သူဘလောက်ပဲကစားတာလေးကညံ့ညောပါတယ်ပဲပြောပြောကောင်းပါတယ်ပဲပြောပြောဘူးသွင်းမှုတွေဖန်တီးမှုတွေမလုံနိုင်ဘူးဆိုလို့ရှိရင်တော့အတင်းတွက်က alpha တွေကအလောက်ဖြစ်မှာကျွန်တော်မဟုတ်ဘူးအော်ပြီးလို့ရှိရင်ကျွန်တော်လည်းရှိဘရူနိုလောက်ပဲအားကိုးနေရတာပြက်တက်ဂိုးသွင်းတာတို့ဖန်တီးမှုတို့နဲ့ပတ်တဲ့ပြဿနာကအဲ့ဘရူနိုကိုကြည့်ရောလေကိုင်းလေ deep zone မှာကစားနေရတာဘလို့မှအဆင်မပြေဘူးပေါ့နော်။ဒါကြောင့် CD နဲ့ပွဲမှာတော့အတင်းတွက်တော်တော်ကိုခိန်းယုံမဲ့နောက်ထပ်တပွဲပါ။အိမ်ဝင်းဆိုပေမဲ့လို့ကျွန်တော်တို့အနေနဲ့ပေါ့နော်။ဒါအလုံးမပေါ်ဆလို့မရဘူး။ ဆိုတော့ Manchester City ကိုကျွန်တော်ဒါအနိုင်ယူနိုင်လိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါအောင်ဆိုတော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်